ီဗီဒီယိုတွေကမိဘူးအသေးစားလေးကအမွေးရည်ထည့်ပြီးဖြန်လို့ရတဲ့အပြင်ကိုတစ်ချက်တိုက်ယုံနဲ့အလောက်ထိပြောင်းလာတယ်ဆိုတာဖြစ်နိုင်ပါမလားရှင်တကယ်ကျွန်တို့ရောဘလို့ထင်လဲရှင်သစင်တော့မယုံဆိုတော့သစင်နဲ့တူတူဆန်းလိုက်ရအောင်နော်โอเคသစင်မာထားတဲ့ပစ္စည်းလေးလည်းရောက်လာပြီဆိုတော့သစင်တို့ကစပြီးတော့ဖောက်ကြည့်ပါမယ်နော်သူရဲ့ပက်ကက်လေးကတသေးချာထုတ်ပိုးပြီးတော့ပို့လာပေးပါတယ်ရှင်ပစ္စည်းလက်ခတ်မဟုတ်တော့ဘောနော်အရင်ကျေနပ်ရတယ်ပြန်နဲ့ဖောက်လိုက်တဲ့အခါမှာလည်းဒီမှာလေးပါနော်သူရဲ့ဟိုရာတစိုက်လေးပါနော်ပြန်နဲ့ဒါပေမဲ့တခုဆိုတာကျတော့ तू က QR code တွေဘာတွေမပါဘူးဘောနော်ပြောရမယ်ဆိုတော့ QR code ုံးမပါတဲ့ပစ္စည်းတော်တော်များများကဟို ဘယ်လိုပြောလဲဂျင်းထိတာလားကောင်းတာလားမသေးချဘူးပေါ့နော်အာမခံချက်တိတ်ပြီးတော့မရှိဘူးပေါ့အဲ့လိုမျိုးလည်းပဲပြောရတယ်ပြီးရတဲ့ဒီလိုမျိုးသူအဖုံးဖွင့်တဲ့ဟာလေးပေါ့နော်ဆီလီကွန်ပြားလေးပါတယ်ပြီးရတဲ့ဒါလေးကတော့ရေထဲတဲ့အပေါက်လေးပါနော်ဒီမှာရေရဒီအပေါ်မှာထည့်ပြန်အောက်မှာခလုတ်လေးနှိပ်တာနဲ့သူကဖြန်းလာတာပေါ့နော်မီဂျိုးလေးရဲ့ဒီလိုမျိုးပလက်ပေါက်ယူယူပါပဲဒါကရေဖြန်းပေါ့နော်အမွေးရေပဲတစ်ထက်ရေပဲတစ်ထက်ခွက်လေးပေါ့ပြီးရတဲ့အညွန်းစာရွက်လေးပါပါတယ်ရှက်အဲ့ဆိုရင်သဇင်တို့ကစပြီးတော့ပလက်ပေါက်ထိုးကြည့်လိုက်ပါဦးမယ်နော်အဲတခြားကကလုတ်ဖေးလိုက်မယ်သဇင်ကတော့မီပလက်ပေါက်အရန်ကြောက်တော့ဗောနော်အဲ့ဒီမှာတခြားအမီပိတ်သွားတယ် ပါတယ်အဲဘာဖြစ်တာလဲပေါ့โอเคအဲ့ဒါနဲ့သင်းစပြီးတော့ပြန်ပြီးတော့ထဲလိုက်ပါမယ်เนาะသင်းကမီးနည်းနည်းကြောက်တော့ခလုတ်လေးကိုဟိုပိတ်ပြီးမှပေါ့နော်မီးပလက်ပေါက်ထိုးရဲပါတယ်ရှက်အဲ့ဒါဆိုရင်သင်းတို့စတိုက်လိုက်ပါမယ်เนาะဒီမှာပါသူစီဒီမှာအဝတ်ကလုံးဝကိုကြည်နေပါတယ်ရှင်ကြည်တော့နည်းနည်းတိုက်ကြည့်လိုက်ပါတယ်เนาะတစ်ချက်နှစ်ချက်တိုက်လိုက်တော့မီးအားကအရန်မပြင်းဘူးပေါ့နော် ဟိုဘယ်လိုပဲသူတို့ပြတလို့မျိုးတော့တစ်ချက်တိုက်လုံးနဲ့မပြတ်ဘူးရှင့်အဲ့ဒါနဲ့ပို့ပြီးတော့ပြန်လာအောင်ဆိုတော့သစဉ်ရေလေးထည့်လိုက်ပါမယ်နော်ဒီမှာရေထည့်ဖို့အတွက်သူကဘယ်လိုမျိုးလဲအဲကိုကြိုက်တလောက်ထည့်လို့ရတာပေါ့နော်သူခစ်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 လေးလောက်ထားပြီးတယ်ရှင့်ဘယ်လောက်ဘယ်လောက်ထည့်ပေါ့နော်သစဉ်ကတော့အနည်းဆုံးယူထားပါတယ်ရှင့်နည်းနည်းထည့်ကြည့်တာပေါ့နော်စမ်းတာဆိုတော့အများကြီးလည်းမထည့်ရဲရေမှာဖက်ကြက်ထားပါပါတယ်ရှင့်ရေကဘေးမှာနည်းနည်းပဲငိုကလည်းမီးကြောက်ပါတယ်ဆိုမှပဲရေကအပြင်မှာပါနည်းနည်းထွက်သွားတယ်ဆိုတော့ ကြကြောင်းတော့ပဲဆက်ပြီးတော့တိုက်ပါမယ်နော်โอเคအရပြီဆိုတော့မီပလက်ပေါက်ထည့်ပြရနဲ့ဒီမှာဖြန်လိုက်တော့ဆဆတော့သစင်လဲခလုတ်သိပ်ပြီးတော့မနေရဲတာလဲပေါ့တော့ဒီတိုင်းပဲဆက်တိုက်လိုက်ပါလေမီနည်းနည်းလေးပူလာမှာနည်းနည်းလေးကြကြံဖိရပါလေရှင့် तू ကဖြဖြည်းဖိရင်တော့ तू မထွက်ဘူးနော်ရေကအဲ့အမှလေးထွက်လာပါပြီရှင့်အဲအဲ့လိုမျိုးပေါ့နော်ရေနဲ့တစင်တချမ်းပဲတိုက်ပါလေကျန်ဟိုဘက်တချမ်းကိုကျတော့လုံးဝမတိုက်ဘူးနော်အဲ့ဒါမှပဲသူပြပြလို့ရအောင်တစ်ဖက်နဲ့တစ်ဖက်နဲ့အဆင်ပြေလာမပြေဘူးလားဆိုတာ အဲ့မှာရေဖြန်လိုက်တဲ့ချိန်ကျရင်ဒီမှာပါဒီဘက်ကတိုက်ထားတဲ့ဖက်ပါဒီဘက်ကမတိုက်ရတဲ့ဖက်ပါကျနေတယ်နော်အဲ့ဒါကိုသူစဉ်အနီကက်လေးပြပြီးမှပဲဖြစ်ပါတယ်ဒါတွေကရေဖြန်ပါနော်ရေဖြန်ရင်သူအဲ့လိုမျိုးလေးထွက်လာတယ်အားလေးနဲ့နည်းနည်းတော့ဖိပေးရတယ်ရှင်သူခလုတ်ကနည်းနည်းမတယ်ရှင်အဲ့ဒါဖြန်ဖြန်ပြီးတာနဲ့တိုက်တယ်တိုက်တယ်ဟိုဘက်တစ်ချမ်းကိုတော့မတိုက်ဘူးဒီဘက်တစ်ချမ်းတိုက်ပါတယ်နော်အဲ့ဒီဘက်မှာကြီးလိုက်ပါနော်ဒီဘက်မှာကလုံးဝကြီးပြီးတော့ဒီဘက်မှာပြန့်နေပါတယ်နော်နောက်ပြန်လိုက်ဒီလက်မှာသူစဉ်ထပ်တိုက်ပြပဲမနော် အဲ့လိုမျိုးလေးတိုက်လိုက်မှာပဲအตาလေးပေါ့နော်ဟိုအရန်လဲဖိစရာမလိုဘူးရှင့်ဟိုပေါပေါပပါလေးပဲသူကလေးလဲမလေးသူမိဘူးလေးရပေါ့နော်တစင်ဒါလေးကိုတစင်ကတစင်တငယ်ချင်းနဲ့တစင်နဲ့တယောက်တစ်ခုဝယ်လာပါလေရှင့်သူဝယ်တဲ့ပစ္စည်းကတော့ မီပလပောက်ထဲတာမှမီးပူကလုံးဝမပူပါဘူးရှင်သစဉ်ဝယ်တဲ့ဟာကြတော့ကန်ကောင်းတယ်လို့ပြောရမှာရှင်သစဉ်ဝယ်တာ236ဘတ်ပါရှင်ဒါပေမဲ့သစဉ်ဝယ်တဲ့ပစ္စည်းကအဖို့ပူလဲပူတယ်တိုက်လို့လဲအဆင်ပြေတယ်လို့ပြောရမှာနော်သစဉ်တငယ်ချင်းဝယ်ထားတဲ့ပစ္စည်းကတော့ဟိုလုံးဝမီးမပူဘူးဆိုတော့ဗောနော်တိုက်လို့မရဘူးဗောနော်သူကတော့ဂျင်းထက်ခံထိသွားပါတယ်သစဉ်ကတော့အဆင်ပြေတယ်လို့ပြောပါတယ်သူတို့ဗီဒီယိုကပြတယ်လို့မျိုးထည့်ရမှာကက်ပြီးတော့ဒီလိုမျိုးတိုက်တာတော့မလုပ်ပါနဲ့နော်လုံးဝအဆင်မပြေပါဘူးရှင်အောက်မှာချပြီးတော့ပဲတေချာတိုက်ပြပါနော်သစဉ်အနေနဲ့ကတော့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဗောနော်အရင်အားမပေးပါဘူး ှင်သစင်ကတော့ကန်ကောင်းလို့ပေါ့နော်ဂျင်းမထိပါဘူးပေါ့နော်ဝယ်တာတော့အဆင်ပြေသွားတယ်တကယ်ချင်းတို့လည်းဝယ်ချင်ကြတယ်ဆိုပေါ့နော်ချင့်ချိန်ပြီးတော့စဉ်းစားပေါ့နော်သူပစ္စည်းကတော့အမခန်ချက်မရှိဘူးဆိုတော့ပေါ့နော်ကိုဝယ်တာဟာကောင်းလားမကောင်းလားမသိချဘူးရှင့်โอเคသစင်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ရှင့်အားလုံးပဲတတ